ီမအနေနဲ့ဒီပြက်ကန်းရှိတယ်ဆိုတာဘယ်လိုလုပ်သိပါသလဲ။အဲဒီပြက်ကန်းကိုရောက်တဲ့ခါကျတော့လေဘလို့ဒီပြက်ကန်းကိုဘလို့ထင်မြင်မိတယ်လဲဆိုတာပြောပြ။ဟုတ်ကဲ့။အဲဒီမြတ်ကတာပန်းကျန်အောင်ပေါ့နော်ကျွန်တော်တို့တငယ်ချင်းနေနဲ့တူတူလာရင်းနဲ့ဒီပြက်ကန်းလေးကိုလာပြီးတော့ကြည့်ရှုဖြစ်တာပါ။ဒီပြက်ကန်းလေးကလာရောက်ကြည့်ရှုတဲ့သူတွေအဆင်ပြေစေမယ်။အဲဒီတပ်ပုံတွေပကြီးတွေကိုမြင်လိုက်တာနဲ့စိတ်ချမ်းသာသွားစေမယ်ပြက်ကန်းလေးဖြစ်တယ်လို့ထင်မြင်မိပါရှင့်။ဒီပြက်ကန်းမှာအကြိုက်ဆုံးပကြီးကားတစ်ခုကိုပြောပြပေးပါ။ဘာကြောင့် ကြိုက်တယ်ဆိုလို့လည်းချင်းပြပေးပါအဲဒီပြကန်းထဲမှာမညီမအနှစ်သက်ဆုံးကတော့ဒီတိုင်းရင်သူလေးတွေ9ယောက်ကိုဆွဲထားတဲ့ပကြီလက်ရလေးကိုအနှစ်သက်ဆုံးပါပဲရှင်အဲပကြီလက်ရလေးကအရန်ကိုအယောင်သွေးစုံလင်ပြီးတော့လှပတယ်လို့မျိုးပဲအဲနောက်ဓာတ်ပုံလေးတွေဆိုလို့ရှိရင်လည်းဒီတွေးစရာလေးအများကြီးပါတဲ့ပုံလေးတွေပေါ့နော်အဲလိုဆွဲထားတဲ့ပကြီလက်ရလေးတွေကိုသဘောကျပါတယ်ရှင်အကျယ်ဆုံးဓာတ်ပုံတစ်ခုကိုလည်း ပြပေးပါ။ဘာကြောင့်ကြိုက်တယ်ဆိုတော့လည်းပြောပြပေးပါ။အာဓာတ်ပုံအနေနဲ့ဆိုလို့ရှိရင်တော့ဒီထက်ကမှအဲဆရာဦးကျော်ကျော်ဝင်းရဲ့လက်ရာဖြစ်တဲ့အဒီလှေကလေးစိုက်ပျိုးမျိုးအပေါ်စီးရရိုက်ထားတဲ့ပုံမျိုးသဘောအကျဆုံးပါပဲရှင်။အာဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီမြင်ကွင်းမျိုးကိုကြည့်ရတာပေါ့နော်။အမြင်နဲ့ကြည့်လို့မယိုးသွားမဲ့မြင်ကွင်းမျိုးဖြစ်လို့ပါရှင်။ဒီပြကန်းချမ်းပြင်းရဲ့ရင်ကျင်းမှုသဘောအလှတွေကိုဘယ်လိုပြတတ်ထားတယ်လို့ထင်ပါသလဲ။ ဟုတ်ကဲ့အဲဒီပြာခန်းရဲ့ဓာတ်ပုံတွေနဲ့ပကြီလေးတွေကိုကြည့်ရတာဒီရှမ်းပြည်နယ်မှာရှိတဲ့လူမျိုးစုတွေရဲ့ဝတ်စားစင်ရင်ပုံတွေပြီးတော့တဘာဝရှုခင်းအလှအပတွေနဲ့အဲဒီမျက်စိပဒါရဖြစ်စေမဲ့ရှုခင်းလေးတွေနောက်ပြီးတော့ပကြီကိုကြည့်ရင်းနဲ့တွေးခေါ်မှုပေါ့နော်အဲတွေးခေါ်ပိုင်းဆိုင်ရာလေးတွေအဲအားလေးတွေအကုန်လုံးကိုဖော်ပြနေရလို့ထင်ပါတယ်ရှင်ဒီပြာခန်းမှာပြသထားတဲ့အမှုပညာလက်ရာတွေကညီမတို့ကိုအတွင်းမြင့်အစ်စ်တွေဖြစ်စေပါ โอเคအဲဒီဓာတ်ပုံလေးပကြီလေးတွေကိုကြည့်ပြီးတော့ပေါ့เนาะတကယ်ကိုပဲအပြင်မှာမြင်နေရတယ်လို့မျိုးခံစားရတယ်ပြီးလို့ရှိရင်ခီးတွေတွားပြီးတော့ဒီဓာတ်ပုံမှတ်တမ်းတွေပကြီဆွဲခဲ့တဲ့နေရာတွေအထိတွားကျင်စိတ်ဖြစ်ပေါ်စေပါတယ်ရှင်ညီမနေနဲ့ရောပကြီဆွဲဘူးသလား တပ်ပုံတွေပါရောရိုက်ဘူးသလားဟုတ်ကဲ့အာညီမအနေနဲ့ကတော့ပကြီးရောကိုယ်တိုင်မဆွဲတတ်ပါဘူးရှင်ဒါပေမဲ့ပကြီးပညာရဲ့ကိုတော့အဲဒီဟိုဟာပေါ့နော် online ပေါ်ကနေပြီးတော့လေ့လာဖို့ပါတယ်ရှင် နောက်ပြီးတော့ဒီတပ်ပုံရိုက်ရတာကိုလည်းဝါသနာပါပါတယ်ရှင်တောင်ကြီးမှာအခုလိုအမှုပညာပြကန်းနေဖွင့်ထားတဲ့မှာသလားဘာကြောင့်ပါလဲ ဟုတ်ကဲ့အတောင်ကြီးမှာဒီလိုအက်ဂယ်လာရီရှိရအရန်ကိုကောင်းပါရဲ့ရှင်အဘာလို့လဲဆိုလို့ရှင်ဓာတ်ပုံလေးတွေပကြီလေးတွေကိုကြီးလိုက်လို့ရှင်အစိတ်ကိုငင်းချမ်းသွားစေတယ်ပြီးတော့အစိတ်နူးညံ့သွားစေတယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့အတွေးမြင်သက်တွေလည်းဖြစ်ပေါ်လာစေတယ်အဲကြောင့်မလို့အဲဒီအက်ဂယ်လာရီရှိတဲ့နေလို့ထင်ပါတယ်ရှင်ညီမရဲ့တငယ်ချင်းတွေမိတ်ဆွေတွေဟိုဒီမှာလာကြည့်ဖို့အကြံပေးခြင်းပါသလားဘယ်လိုအကြံပေးခြင်းပါလဲ အာဟုတ်ကဲ့ရှင်အဲဒီမိတ်ဆွေတငယ်ချင်းတွေနဲ့မိသားစုဝင်တွေကိုဒီပြခန်းကိုလာကြည့်ဖို့ဖိတ်ခေါ်ကြပါတယ်အာဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲဒီတနေ့တာပေါ့နော်လှုပ်ဆောင်ရတဲ့အလုပ်တွေနောက်ပြီးတော့အိမ်မနေရဆိုလို့ရှိရင်လည်းအိမ်မူကိစ္စတွေစားလုံးနေရတဲ့သူဆိုလို့ရှိရင်လည်းဒီစိတ်ဖိစီးမှုတွေပင်မနဲ့တန်နေရှိရပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒီပကြီလေးတွေအမှုပညာလက်ရလေးတွေကိုကြီးလိုက်တယ်ဆိုလို့ရှိရင်အာစိတ်အေးချမ်းသွားပြီးတော့စိတ်ကူးစိတ်တန်အသက်တွေလည်းရရပြီးလို့ရှိရင်အာစိတ်ကလေးဟိုငြင်းချမ်းပြီးတော့နူးညံ့သွားတယ်ပေါ့နော်အဲအကြောင်းမလို့အဲဒီ နေရာတစ်တစ်ခုကိုခေါ်လာခြင်းနဲ့နေရာတစ်နေရာကောင်းလေးတစ်ခုကိုခေါ်လာခြင်းနဲ့ရည်ရွယ်ချက်နဲ့အဲဒီအက်ဂလာရီကိုလာရောက်ဖို့ဖိတ်ခေါ်ကြပါရှင်။အခုခေတ်ကတော့ဆိုရှယ်မီဒီယာခေတ်ဆိုတော့ဆိုရှယ်မီဒီယာပလက်ဖောင်းနေရာနေတစင်ပေါ့နော်။အဲတင်ပြီးတော့အဲလူပိုတိဖို့ဖိတ်ခေါ်လို့ရမယ်။ပြီးလို့ရှိရင်ဒီမှာအဲကာရီကစ်ချာလေးတွေဆွဲပြီးပြီးတော့မှအဲဒီပုံတူပကြီလေးတွေပေါ့နော်။ဆွဲပြီးပြီးတော့ပို့ပြီးတော့စိတ်ဝင်စားလာအောင်လုပ်တင်နေလို့ထင်နေမိပါရှင်။